အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio book channel ကနေပြန်လည်ဆွေးနွေးလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဝတ္ထုတွေကတော့အရက်သေးမလေးနမ်လန်ခန်းဆိုတဲ့အချင်းဝတ္ထုတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်အစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုဆက်လိုက်ကြရအောင်နမ်လန်ခန်းဤဒီဇင်မာညချမ်းတစ်ခုတွင် ရှမ်းအရက်ကိုတောက်ကြရင်နဲ့နန်းလုံခန်းကသူ့ဘဝဇလံကိုပြောပြခဲ့သည်။နန်းလုံခန်းမှာအသက်30လောက်ရှိလေပြီ။နမ်ခန်းတဝိုက်ကရှမ်းအမျိုးသမီးများလိုသူသည်လည်းအသားရည်ကြီးနေ၍ချော့မော်လှပါသည်။နန်းလုံခန်းသည်အဖြူရောင်ပန်တာရုံမွေးဆွဲတာကိုဝတ်ထားပြီးခါရင်အစိမ်းရောင်နောက်ခံ၍အဝါရောင်ကက်လန်စင်းများပြင်းနေသည့်ရှမ်းထမိန်တို့ကိုဝတ်ထားပြီးတော့လေပင်တွင် တော့ခွေးဆွေတာအနီရောင်ကိုလည်းကပိုကယိုနဲ့ပတ်ထားသည်လေစီမအမိတ်ကလေးများသည်သူ့ရင်အုံမော်ရင်ပြေးလွှာကခုံနေကြသည်အယံမနေမမြင်ကိုလုံးကိုပေါက်တည်တည်တွတ်တွဲနေဖြစ်ပြီးအဖြူရောင်ခုံမြင့်ဖနက်ကလေးကို စီးထားလိုက်သည့်အခါတွင်သူ့အယံမောင်သည်ပို၍မြင်လာကကိုလုံးကိုပေါက်သည်ပို၍ကြွတက်လာသည်ဟုထင်ရသည်သူ့အတန်သည်ရှမ်းတန်ဝဲကား တမျိုးနားထောင်၍ကောင်းနေသည်ကျမစာတီကဆဲလန့်မှာဆဲလန့်ကိုဆရာတို့ရောက်ခဲ့ပြီမဟုတ်လားဆဲလန့်ဆိုရာဆရာတို့သိတာပဲဟိုတုန်းကစောင်းမော်လာမွေးခဲ့တဲ့ရွာလို့ဆိုတာပဲလူတွေပြောတော့ကျမတို့ဆဲလန့်သူတွေဟာချော့တဲ့လေကျမတို့ကတော့ဘယ်တိမှလဲဘေးမှလည်းရောက်ဖို့တာမဟုတ်ဘူးဘေးမှလည်းသွားဖို့တာမဟုတ်တော့ သူများမျိုးကမိန်းကလေးတွေချောတယ်လှတယ်ဆိုတာကိုလည်းမမြင်ဘူး။ကိုရွာကမိန်းကလေးတွေချောတယ်လှတယ်ဆိုတာလည်းမသိဘူး။ကိုရွာမှာတော့ဒီလိုပဲမသိလိုက်မသိပါသာနေကြတာပဲ။သူများတွေကပြောတော့ကျမတို့ရွာဟာအချောလှလေးတွေပေါ်တဲ့။ဆရာတို့ကအနေနဲ့ရောက်ဖို့တော့ပိုသိမှာပေါ့။ကျမတို့အဖို့တော့တိတ်မထူပါဘူး။တရွာလုံးသူ့လိုကိုလိုချီပါပဲ။ သမားငယ်ငယ်တုန်းကရှမ်းအရရောင်းခဲ့တယ်လေဆရာတို့ဆင်းတဲ့ဈေးတွေကိုရောက်ခဲ့တယ်မဟုတ်လားဈေးနေဆိုရင်ဈေးထဲမှာရှမ်းအရရောင်းနေဈေးနေမဟုတ်တဲ့နေတွေမှာဆိုရင်ရွာထိပ်ကကញင်မင်းကြီးအောက်မှာရောင်းနေသမားတို့ဆီကရာသီဥတုကအေးတော့စောင်းနေဆိုရင်တနေ့ကရှမ်းရရောင်းတာပဲမနက်လေးရင်တောင်ရကိုသွားတဲ့လူကလည်းနှွေးရောင်းဆိုပြီးရှမ်းရတစ်ခွက်လောက်တော့ဝဲတောက်သွားကြတယ် ရှမ်းရက်ကဆရာတို့လည်းတောက်ဖူးတာပဲလေလက်ဖက်ရည်အခါပကံလေးတွေနဲ့ရောင်းတာတချို့လည်းလက်ဖက်ရည်အခါတောက်သလိုတစ်ခွက်ဝင်တောက်သွားကြတယ်တချို့လည်းနှစ်ခွက်သုံးခွက်တောက်သွားကြတယ်အမီးကတော့မုံညင်းချင်ပေါ့ဇလက်ဆောင်ကတိတ်အေးတယ်မဟုတ်လားဒီတော့ကျမတို့စီမှာအခါရည်ကလေးနဲ့တောက်ရုံနဲ့မနှွေးဘူးလေမနက်နေလိုက်ရှမ်းရက်ကလေးတစ်ခွက်ထမင်းကြောကလေးနဲ့ပုံရင်းချင်းကလေးစားလိုက်မှ ိုက်ထဲမှာနှွေးသွားတယ်။ဒါကြောင့်ဒီမှာတော့မနဲ့မှရှမ်းရက်ကလေးတစ်ခွက်လောက်တော့တောက်ကြတာပဲ။ကျမကအဲ့ဒီရွာထက်ကကညီမကြီးအောင်မှာအရက်ဆိုင်ကလေးဖွင့်နေ။ကျမတို့ရွာမှာဒီလိုပဲရှမ်းရက်ဆိုင်ကလေးဖွင့်ကြတယ်။တချို့လည်းအိမ်မှာပဲဖွင့်နေ။တချို့လည်းနေရာကောင်းကောင်းလေးရှာပြီးတော့ဖွင့်နေ။ကျမတို့ဆိုင်ကတော့ရွာထက်ကကညီမကြီးအောင်မှာဖွင့်ထားတာ။တခြားကျမလိုဖွင့်တဲ့အရက်ဆိုင်လေးတွေလည်း အနားမှာသုံးလေးဆိုင်လောက်ရှိတယ်။ဒီအထဲမှာကျမဆိုင်ကအယောင်ရဆုံးပဲ။မင်းဆရာတော်ရှိတယ်။ကျမဆိုင်ကအရက်ကပိုကောင်းလို့လားလို့မကောင်းပါဘူး။ကျမအရက်လည်းသူများအရက်လိုပါပဲ။မထူးပါဘူး။ဒါမှမဟုတ်ရင်ကျမကဆက်ဆံရေးကောင်းလို့လား။ဖော်ရွေးလို့လား။ဝယ်သူစိတ်ကျဉ်းအောင် လုပ်တတ်လို့လားလို့မင်းဆရာရှိပြန်နေ။ဒီလိုလည်းမဟုတ်ဘူး။ကျမကမျက်နှာထားကိုတခြားသူတွေထပ်တောင်း နည်းနည်းတင်းထားကျင်သေးတယ်။ပြီးတော့စကားပြောဆိုကြတော့လေသူများလိုပြ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 ောတတ်တာမဟုတ်ဘူး။ပြောလိုက်ရင်ပေါက်ဆက်ဆက်နဲ့မျက်နှာပြီးကလည်းကြိုက်ရင်တောက်မကြိုက်ရင်မတောက်နဲ့ဆိုတဲ့ပုံမျိုး။အေးတခုတော့ရှိတယ်။ကျမဆိုင်မှာလူတွေအုံနေအကြောင်းကကျမကအပြိုးအဲ့ဒါကြောင့်ပဲဖြစ်မယ်ထင်တာပဲ။ကျမတို့စီမကမင်းကလေးတွေဆော့ဆော့အိမ်အောင်ကြတဲ့ကြတယ်။ကျမကတော့အသက်20ကျော်တည်းအထိ အိမ်တော်မကြသေးဘူးလေ။ကျမကိုချစ်ရေးဆိုတဲ့ကာလသားတွေရှိပါတယ်။ဒါပေမဲ့ကျမညင်းခဲ့တာချီပဲ။တချို့များဆိုရင်ကျမကို အတင်းခိုးပြပူတာစိတ်ကူးခဲ့ကြသေးတယ်။ဒါပေမဲ့ကျမကခါးထဲမှာအမြဲတမ်းဓမြောင်တစ်ချောင်းဆောင်ထားတယ်။ကျမကိုရည်ရည်ရတာလောက်ရင်တော့အဖိုးပဲလေ။ဒီတော့တော်တော်တန်တန်ယောက်ျားလေးကကျမကိုမဆိုင်ရဘူး။ကျမအချမ်းကိုသူတို့ကောင်းကောင်းသိကြတာကိုကျမမှအဖေမရှိတော့ဘူး အမေးပဲရှိတော့တယ်။မွေးချင်းဆိုလို့လဲစမတယောက်ထဲရင်အဖေကတော့တော်ရင်းမှရှာခုံရင်းနဲ့ငှက်ဖျားမိပြီးတော့ဆုံးသွားတယ်။ဒါနဲ့ကျမတို့သားမနှစ်ယောက်ထဲပဲနေကြရတယ်လေ။အဖေဆုံးတော့အမေးကအရက်ရောင်းနေ။ကျမဆက်နှစ်နှစ်တမီးတော်မှာအမေးလေးဖြတ်ပြီးအိမ်ရာတွေကမထနိုင်တော့ဘူး။ဒီတော့ကျမကလည်းအရက်ရောင်းပြီးလူမမအမေးကြီးကိုလှုပ်ကျွေးရတယ်။ ကျမတို့ရောမှကျမနဲ့ရွေးတဲ့တငယ်ချင်းတွေအိမ်အောင်ကြသွားကြတယ်။ဒါပေမဲ့ဘာဖြစ်လို့မှန်းတော့မသိဘူး။ကျမကယောက်ျားတွေကိုမယုံဘူး။ယောက်ျားတွေတွေမကပါဘူးလေ။ကျမဘသူကိုမှမယုံဘူး။နေတော့လေ။အမင်းနဲ့ပဲနေတယ်။ဘသူနဲ့မှလည်းအပေါင်းတင်မလို့ဘူး။တရင်ကျွတ်တော်တစားမုံတော့ကောက်တဲ့စာဝဲတော်မှာကျမတို့တွေရိုးရာကကြတယ်။ဖျားပွဲတွေမှာဆိုရင်လေ ရွာကရိမ့်တွေပါရီကကြတယ်။ကျမတငယ်ချင်းတွေအကုန်ပါကြတယ်။ဒါပေမဲ့ကျမမပါဘူး။ကျမတို့လိုမပြောဘူးလေ။ကျမစိတ်ထဲမှာတခုခုကိုမကျေနပ်သလိုပဲ။အလိုလိုအားငယ်ပြီးအလိုလိုစိတ်တိုးနေတတ်တယ်။ဒီလိုနဲ့ကျမအရက်ရောင်းလာတာရှင်းနေတော့ကြာသွားခဲ့တယ်။အဲဒီတော့ကျမအသက်20လောက်ရှိမှပေါ့။တနေ့တော့ကျမတို့ရွာကိုကျေးလက်ကျမကြီးမှုတယောက်ကရောက်လာတယ်။ သုံးနာမည်ကစိုင်းလိတ်တဲ့အသက်ကအစိတ်လောက်ရှိမယ်ထင်တယ်။သူကနမ်ခန်းကနေပြီးကျမတို့ရွာကိုလာပြီးတော့နေလှည့်တာ။ကျေးရွာတန်ရှင်ရေတို့ဈေးတန်ရှင်ရေတို့ကိုလိုက်စစ်တယ်။ကျမတို့အရက်ဆိုင်တွေကိုလည်းလာစစ်တယ်။အရက်ဆိုင်ကခွက်တွေညစ်ပရင်ရင်းတွေကတလောင်းလောင်းဖြစ်ရင်သူကတက်တန်ရှင်ရှင်နဲ့ရောင်းဖို့ပြောတယ်။တချို့ကလည်းကျေးရွာလူကြီးတွေနဲ့တိုင်ပင်းပြီးဒန်တို့ဘာလို့ရိုက်တယ်လဲ။ ပြီးတော့ရွာကလူတွေကိုလည်းစေးတို့ဘာတို့ကုပေးတယ်။ငှက်ဖျားယောဂါတို့တားဖွာကိစ္စတို့လို့ပေါ့။အထူးသဖြင့်ငှက်ဖျားယောဂါတို့ဘာတို့ကုပေးတတ်တယ်။ကျမတို့စီမှာတော့လည်းငှက်ဖျားယောဂါအဖြစ်များတာကို တခါတလေမှလည်းတားဖွာပေးတာတို့ဘာတို့ရှိတယ်။သူကကျမတို့ရွာကိုတလားကိုနှစ်ခေါက်လောက်ရောက်လာတတ်တယ်။တခါတော့ကျမဆိုင်ကိုလာစစ်ပြီးပကံတလုံးကညစ်ပတ်နေလို့ဆိုပြီးသူကယူကြည့်တယ်။ ကျမကဘာရမလဲသူ့လက်ထဲကပကံလုံးကိုဆွဲယူပြီးတော့အရက်ငဲ့ပေးပြီးအနားမှာစောင့်နေတဲ့ဖောက်တဲ့တူကိုသူ့ရှေ့ရင်မပြောင်းပြောင်းရောင်းလိုက်တယ်ဖောက်တဲ့ကလည်းကျမလှမ်းပေးတဲ့ပကံကြီးညစ်ထဲကရက်ကိုကုံအောင်မောတော့ပြီးတော့ပြန်ထွက်သွားတယ်သူများတွေကကြောက်ပင်ပင်ကျမသူ့ကိုနည်းနည်းလေးမှမကြောက်ဘူးဘာဖြစ်လို့ကြောက်အောင်မလဲကျမမှာဒီပကံနဲ့ဒီခွဲပယ်ရှိတာဒါနဲ့ပဲရောင်းမှာပေါ့ပကံအစ်စ်လေးဘူးပတ်ဆက်မှမရှိတာ ဘယ်တက်နိုင်မှာမလဲညစ်ပတ်လို့ရင်မတော့ချင်နေပေါ့တနေ့တော့ကျမအရက်ဆိုင်မထွက်ဖြစ်ဘူးငါဖျားဆိုတာနဲ့အိမ်မှာပဲခရမ်းကစော်တီကိုမိဖုတ်ပြီးထောင်းထားတဲ့အမှုန့်နဲ့အရက်တစ်ခွက်တောက်ပြီးတော့စောင့်ချုံးပြီးအိတ်နေတယ်ဒီစင်းကြီးကကျမအဖေပေးခဲ့တဲ့စင်းကြီးအဖေငါဖျားဖျားရင်ဒီလိုပဲအဲ့ဒီစင်းမုံကိုတောက်အရက်တစ်ခွက်ကိုတောက်ပြီးစောင့်ချုံးအိတ်နေလိုက်တယ်နောက်တရက်နှစ်ရက်လောက်ကြာရင် ငှက်ဖျားကအလိုလိုပြောက်သွားတာပဲ။ကျမငှက်ဖျားတက်ရင်လေဒီအတိုင်းပဲလုပ်တာပဲ။စောင်းချုံပြီးအိမ်နေတော့တကားဝါကခြေတန်ချလို့လှမ်းကြည့်လိုက်တော့သူရဲ့ဆရာလေးစိုက်ခက်လေးရဲ့သူကျမတို့အိမ်ကိုဘလို့လို့တည်လာတယ်လဲ။ကျမတို့ဒီမှာနေတယ်ဆိုတာဘလို့လို့တည်တယ်လဲ။ဒါတော့ကျမမပြောတာဘူး။ကျမတို့အိမ်ကမပြောတော့တဲ့မှာဝင်နေတဲ့တဲကလေး တချမ်းလုံးမှာတင်းမောပင်နဲ့ငပြောပင်ကြီးပဲရှိတယ်။အဲ့ဒီချမ်းလေးမှာကျမတို့ကအဆောင်အဖြစ်တဲကလေးထိုးနေကြတာလေ။အဲ့ဒီတုန်းကကျမတကူလုံးချစ်ချစ်ထောက်ပူးနေတယ်။နှခမ်းတွေကလည်းခြောက်သွေးအကွဲနေတယ်။မျက်လုံးတွေကလည်းမီးလိုပူပြီးအယောင်တွေတစ်ဖက်ဖက်တောက်နေသလိုတောင်ထင်းရတယ်။ကျမဟာခက်ဆော့ဆော့ကညင်းနေပြီမင်း။သူ့ဝင်လာတာကိုမြင်လိုက်တော့ညီရောရက်လိုက်ပြီးသူ့ကိုလှမ်းကြည့်နေတယ်။ အမေကကျမဘေးမှာထိုင်ပြီးတော့ငိုလို့လေသူရောက်လာပြီးကျမလက်ကိုဆမ်းလိုက်တယ်ပြီးတော့သူ့ဆေးအိတ်ထဲကနှစ်ချက်ကိုထုတ်လိုက်တယ်ကျမရေးမှုဆိုပြီးမယ်သူကတော်ထဲမှာဆေးလိုက်ကိုတော့သူ့အိတ်ထဲမှာနှစ်ချက်တူဆေးထိုးအပ်တော့အမေပါတယ်လေအဲ့ဒီတော့ကတော့ကျမကနှစ်ချက်မှမသိသေးဘူးပေါ့နှစ်ချက်ကိုနားမတက်ပြီးကျမနားမထိုင်တော့ကျမလည်းလန့်ဖြတ်ပြီးအိယာကငောက်ခနေထထိုင်နေတယ် အဲဒီတော့ကကျမစိတ်ထဲမှာမယုံနာရောကြောက်တာရောရန်လိုတာရောရောနေတယ်။ရှင်ကျမကိုဘာလို့မလိုလဲလို့ကျမကမေးလိုက်တယ်။အမေကလည်းသွားပါတို့ကိုလာပြီးဒုက္ခမပေးပါနဲ့လို့ရှမ်းလိုပြောတယ်။အမေရောကျမရောဆရာဝန်တို့စိတ်ယုံလို့ဆိုရင်ကြောက်တယ်လေ။မုံလဲမုံလဲ။ယုံလဲမယုံဘူး။မယုံတဲ့အကြောင်းကလည်းရှိတယ်လေ။ကျမငငယ်တုန်းကအဖေငှက်ဖျားဖျားပြီးတော့ ။ဗတိမဲနေတော့မှဆေးဆရာတယောက်သွားပင်နေ။အမန်ကတော့တမားတော်တူပေါ်စီရရဲ့။ဒါပေမဲ့ကျမတို့ကတော့ဘယ်တိမလဲ။သူ့ကိုပြင်ပြီးအဖေကိုပြတော့ဆရာကခေါင်းခါပြီးမရတော့ဘူးလို့ပြောတယ်။ဒါနဲ့အမေကရှစ်ခိုးဥတင်နေရတဲ့လောက်ပဲ။ကုပေးပါဆိုပြီးသူ့ကိုအိမ်မှာတလားကိုတဲ့ပင်ကျွေးထားပြီးတော့ကုတယ်။အဲဒီတော့ကအမေတို့မှလေကလေးရှိသေးတယ်။ကျမတို့လည်းဒီငပြောချန်နယ်ကိုမရောက်သေးဘူး။ ွာထဲမှာအင်္ဂလိပ်ရှိတယ်။နောက်ဆုံးတော့ကျမတို့လေကွာကလေးနဲ့အင်္ဂလိပ်ကိုရောင်းချပြီးတော့ကို့ပေးမယ်။မရခဲ့ပါဘူး။အဖေကဆုံးသွားတာပါပဲ။အဖေလည်းဆုံး။ဒီမှာစားတောက်သွားပြီးပတ်စံနေယူသွားလိုက်တာ။နည်းသလားဆရာကြီး။ရှိသမျှလေကလေးရောအင်္ဂလိပ်ရောပြုတ်ပြီးနောက်ဆုံးမှဒီငပြောချန်တွေကိုပြောင်းလာရတဲ့အထိပါပဲ။အဲဒါကြောင့်ကျမတို့တာမီနေရောဟာစိတ်ဆရာဆိုရင်ကြောက်နေကြတယ်လေ။ ဒါပေမဲ့ဆရာလေးစနေကတော့ဒါရီကိုပဲသိမလဲဆရာကြီး။နောက်တော့သူဟာအရက်ထဲကအမျိုးသမီးနှစ်ဦးကိုခေါ်ပြီးကျမကိုစစ်ဆေးတယ်။ကျမကိုနှစ်ချက်နဲ့နားထောင်ကြည့်တယ်။လက်ကဝဲကိုလည်းစမ်းကြည့်တယ်။ကျမဟာအလွန်ပြင်းထန်တဲ့ငပြားဖြစ်နေတာတဲ့။အိမ်ညာကသူဟာကျမတို့တဲကလေးမှအိတ်တယ်။ကျမကိုစောင့်ကြည့်တယ်။သူ့မိတ်ဆွေတယောက်ကလည်းရွာမှာဩစာရှိတော့သူနဲ့အတူ ကျမတို့အိမ်မှာအိတ်တယ်လေ။ကံအားလျော်စွာပဲဆရာကြီး။ စမယောဂကပြတ်သွားတယ်။တပတ်လောက်ရှိတော့သူ့လက်နှမခန်းကိုပြန်သွားတယ်။နောက်တော့သူနဲ့မတွေ့ရတော့ဘူး။လာရှိုးကတိုင်းခွဲစိတ်ုံကြီးကို ပြန်သွားပြီးတော့အဲ့ဒီမှာနောက်ထပ်သင်တန်းတိုက်ရတယ်လို့ကြားလိုက်ရတယ်။ကျမကတော့အရက်ရောင်းမြေရောင်းနေတာပေါ့လေ။ကျမတို့သားမိမှာတခြားဘာလို့တက်တာမှမရှိလို့ပြီးတော့အရင်နည်းဆိုလို့လဲဘာမှမရှိတော့အရက်ပဲပြန်ရောင်းရတာပေါ့။ဒီနေ့တော့ နမ်ခန်းကိုတငယ်ချင်းတယောက်နဲ့လိုက်သွားရင်စေယုံကိုရောက်သွားတယ်။ဆရာမကြီးကကျမကိုစေယုံမှာလုံမလားလို့ခေါ်တယ်။ကျမကလည်းလုံမယ်လို့ပြောလိုက်တယ်။သူတို့ဒုနာပြုတွေနေတဲ့အဆောင်မှာအလုတ်ခန့်ပေးတယ်။အလုတ်ကတခြားတော့မဟုတ်ပါဘူးဆရာရင်။ဆရာမတွေရဲ့အဝယ်စားကိုရှော့ပေးရတယ်။မီးပူတိုက်ပေးရတယ်။အဆောင်မှာတန့်ရှင်းရင်လုပ်ရတယ်။စေယုံမှာကျမငပြားပြင်းဆရာမတွေဆရာဝန်ကြီးတွေကကုသပေးကြတယ်။ဆေးကအစာပေးကြတယ်။ ဒီတော့ကျမကကျမကိုစိတ်ကိုပေးတဲ့အတွက်ကျေးဇူးဆက်ပြစေဆိုပြီးဆရာမတွေရဲ့အိမ်တွင်ဆရာဝန်ကြီးတွေအိမ်တွေမှာလိုက်ပြီးတော့အလုံးလုံးပေးမယ်လို့ပြောတယ်။ဒီတော့ဆရာမကြီးကရှယ်ပြီးတော့စေယုံဆိုတာလူနာတွေကိုအခမဲ့ကုသရတဲ့နေရာတဲ့ပတ်စံပေးစရာမလိုဘူးတဲ့။နင့်ကိုလည်းစေယုံကအလကားကုပေးတာတဲ့။တို့အဆောင်မလည်းအလုံးလုံးနေတဲ့။ဒါနဲ့ကျမလည်းတုံနာပြူရဲ့အဆောင်မပဲတရုတ်ကိစ္စတွေကိုလုပ်ပေးရပါတယ်။ ကျမကစကားနေပြီးအလုပ်လုပ်ရင်းနဲ့တည်တည်ချာချာလုပ်တတ်တော့ဆရာမကြီးရောတခြားဆရာမတွေကပါသဘောချချရင်လေသူတို့အဝတ်စားတွေဆိုရင်လေဖြူဖွေးနေအောင်ရှော့ပေးပြီးမိဘကိုချာချာနန်းနာတိုက်ပေးတယ်တနေ့တော့ဆရာမကြီးကကျမကိုသူ့ရုံးကနေဆရာဝန်ကြီးတွေစီကိုခေါ်သွားပြီးတော့ဆရာဝန်ကြီးတွေနဲ့မိတ်ဆက်ပေးတယ်ဆရာဝန်ကြီးကကျမကိုတည်တည်ချာချာကြည့်ပြီးနင့်ကိုတားခွာဆရာမတင်တန်းကိုလှုပ်ပေးမယ် လာရှိုးမှာတွားတက်ရမယ်လို့ပြောပါတယ်။နားဖွားဆရာမဆိုတာဘာလဲဆိုတာကျမကောင်းကောင်းမသိဘူးရှင်။ဒါပေမဲ့ဆရာမကြီးနဲ့ဆရာမကြီးတို့ကကောင်းတယ်ထင်ရင်တွားပါမယ်လို့ပြောလိုက်တယ်။ဒါနဲ့ကျမလည်းလာရှိုးကိုတွားပြီးတော့နားဖွားဆရာမတင်နဲ့တက်ရပါတယ်။ဆရာကြီးတွေဆရာမကြီးကတားဖွားတဲ့ပညာကို သင်ပေးတယ်။ကျမလည်းဒီတော့မှအားအားသိနေတယ်။ကျမတို့စီမှာတော့တားဖွားတာကို ။ဘယ်မှာဆရာဝန်တို့ဆရာမတို့ရှိလို့လဲ။အမေတို့လက်ထက်တုန်းကရောဇမတို့လက်ထက်ထိလက်တင်နေပင်မွေးခဲ့ရတာမဟုတ်လား။တခါတလေခလေးမျက်နှာမမြင်နိုင်ရင်ဘိုက်ကိုနှိပ်ချတာမျိုးတက်နေတာမျိုးတွေလုပ်သေးတာ။တခါတလေလဲခလေးကောင်းအထက်ရောက်နေလို့အတင်းလှည့်ပြလို့ကုံဝင်ဆောင်သေးသွားတယ်။အဲဒီတော့အခါမျိုးတွေလည်းမနေဘူးလေ။တခါတလေအချင်းဖြစ်တော့လေတွေ့ရတာနဲ့ကောက်ဖြတ်ပြစ်လိုက်တာမျိုးတွေရှိသေးတာ။ အခုတားဖွားဆရာမတင်တန်းကဆင်းလာတော့မှခလေးတွေမျက်နှာမြင်ပေးရတဲ့အလုပ်ဟာအသက်တစ်ချောင်းနေမကပဲအသက်နှစ်ချောင်းကိုကဲရတာပါလားဆိုတာကိုသဘောပေါက်လာတယ်။တင်တန်းကဆင်းတော့ကျမနမ်ခန့်နဲ့ခလန်လန်တောင်ပေါ်ရွာကလေးတွေ့ရကိုအလုံးရတယ်နီ။အဲဒီရွာကလေးမှာတားဖွားဆရာမတခါမှမရှိခဲ့ဘူးတဲ့။ရောက်စားတော့ကတော့တားဖွားဆရာမကိုလူသက်သမားဆုံးမတော့ကြောက်ကြတယ်။နောက်ကြတော့မှတဖြည်းဖြည်းယုံကြည်မှုရလာတာ။ ကျမလည်းခေါ်လာတဲ့လူတွေနဲ့အတူလိုက်သွားရတယ်။တောင်စာချောင်းသားကိုရောက်တော့ကူးလို့မရဘူး။တောင်စာရေကဒလဝစီးစင်းနေတယ်။တီရင်ကျမကရေးစင်အောင်စောင့်နေလို့မဖြစ်ဘူး။တစ်ပင်လဲပြီးတစ်တုံးနဲ့မျောလိုက်မယ်လို့ပြောတယ်။သူတို့အားလုံးကကျမကိုကြည့်ပြီးတော့အားသိနေတယ်။ဆီကမှကူးရေးပါမလားတဲ့။ရှင်တို့ကူးရင်ကျမလည်းဘာဖြစ်လို့မကူးရရမှာလဲ။ကူးမပေါ်လို့ပြောလိုက်တယ်။တီရင်တစ်ပင်တစ်ပင်ကိုမမြန်လဲ။ အကိုင်းခတ်တွေခုတ်ပြီးအဲ့ဒီတစ်တုံးကိုတွေ့ပြီးတော့တဖက်ကန်းကိုကူးလာခဲ့ကြတယ်။ကံကောင်းလို့အသေးပြောက်တော့မရှိပါဘူး။တစ်တုံးနဲ့ရိုက်မိလို့ဖုံးပေတာတော့တော့ရှိတယ်။ရွာရောက်တော့အချင်းကြီးတော်တော်ဆိုးနေပြီ။ဒါနဲ့ကျမတက်သမျှမှတ်သမျှမွေးပြီးတော့နောက်ဆုံးမှချော့ချော့မောမောနဲ့မွေးလာတယ်။မွေးရတာခက်မှာပေါ့ဆရာ။အမွားဦးလေးမွေးတာကိုအိမ်ဒီမှာကျမဘွားမှာဝမ်းသာဆုံးနေပဲဆရာ။ ကျမဟာအသက်တစ်ချောင်းနဲ့မကဘူးအသက်သုံးချောင်းကိုကဲနိုင်ခဲ့တဲ့အတွက်ပြင်းမှန်းတာတွေဆင်းရဲတာတွေအလုံးပြတ်သွားတယ်ခလေးလည်းမွေးပြီးရောကျမလည်းအားကုန်ပြီးတော့မေးလေကြသွားတာပါပဲတတိယလိုပြန်ချလိုက်တော့မှကျမကုံမလည်းတစ်တုံးနဲ့ရိုက်မိလို့ဘုံပေတာတွေကျောက်ဆောင်နဲ့တိုက်မိလို့ပုံပေတာတွေထိုင်ရာတွေကမနေပါပဲလားတတိပြန်ရလာလို့အနားယူအိတ်နေတော့မှ ကျွန်မကိုလူတစ်ယောက်ကရှာနေတယ်။ဆရာလေးဆိုင်လိုက်။သူကလည်းငပြားယောက်ကကိုရင်နေ။အနားကရွာတရွာမှာရောက်နေသေးတယ်လေ။ကျွန်မရှိနေတယ်လို့ကြားလို့လာတာလေ။ကျွန်မအိတ်နေတာတွေ့တော့မနှိုးနဲ့နေပြစေဆိုပြီးပြန်သွားတယ်တဲ့လေ။ဆရာလေးနဲ့ကျွန်မလွဲသွားတာ။နေပြောင်းမှမလို့ကျုံတော့ကိုဝင်းနှုံးဆက်တာလို့ပြောသွားတယ်လေ။ဒီလိုနဲ့တောင်ပေါ်မှာသားဖွားဆရာမအဖြစ်နှစ်နှစ်လောက်ကြာသွားတယ်ဆရာ။ ဒီနှစ်နှစ်လောက်အတော်တွင်မှာအမေနဲ့ဆုံးသွားတယ်။စိုင်းလိုက်ကလည်းကျမမတွေ့ရတော့ဘူး။သူဟာကျမကိုမျက်စိပွက်လာအောင်လှုပ်ပေးတဲ့သူလို့ကျမယူဆတယ်နိ။ဒါကြောင့်သူ့တရင်ကိုစုံစမ်းကြည့်တယ်။တချို့ကပြောတော့အလောက်ကနေ ထွက်သွားတယ်လို့လို့တချို့ကပြောတော့လေရှမ်းပြည်နယ်တောင်ပိုင်းကိုပြောင်းတယ်လို့လို့တချို့ကပြောတော့လေကုလုံဘက်မှရှိတယ်လို့လို့ပြောကြတာပါပဲ။ကျမနဲ့တော့တခါမှမတွေ့တော့ဘူး။နောက်တော်တော်ကြမှာ သူ့နှမခန်းကိုပြန်ရောက်လာတယ်။ဒီမာရီသူ့နဲ့မြစ်တာမြပြီးကျမတို့လက်ထပ်လိုက်တာပါပဲဆရာ။ကျေးလက်ကျမကြီးမှုနေတာဖွားစီယာမလေးရဲ့ဇလန်းပေါ်အခုတော့သူ့လက်နှမခန်းမှာတာဝန်ကျတယ်။ကျမလေးနှမခန်းမှာပဲတာဝန်ကျတယ်။ခုတောင်မကိုဆေးကုတ်ထွက်လို့ဆရာတို့နဲ့တွေ့မပေးလိုက်ရဘူး။ကျမနဲ့သူပြန်တွေ့ပုံကလေးကိုကျမသိတဲ့တည်းရတယ်။အဲ့ဒီတော့ကကျမကခွေးနဲ့ရွာကိုပြန်ရောက်နေတော့ သူကျမတို့ရာကုန်ရောက်လာတယ်လေအဲဒီတော့ကျမတငယ်ချင်းတယောက်အိမ်မှာတဲနေတယ်တနေ့တော့ကျမအပြင်ထွက်မေးလုံးမှာကျမတို့အိမ်ပေါ်မှာသူနဲ့ဆိုက်ဆိုင်မြဲမြဲတွားတွေ့နေနေကျမကသူ့ကိုမြင်မှုပါတယ်လို့စဉ်းစားနေတော့မှာသူကကျမစီကိုတက်တက်မမတ်နဲ့လာပြီးတော့နှုတ်ဆက်တယ်ကျမလည်းလန့်ပြီးခြေတလန်းတော့နောက်ဆုတ်လိုက်မိသေးတာသူ့လိုမှမထင်ဘဲကိုကျမလည်းသူ့နှုတ်ဆက်တော့မှတတိယလာပြီး အရင်တစ်ခါဆရာလေးပြောင်းမယ်လို့တုန်းကကျမကိုလာနှုတ်ဆက်သေးတယ်ဆိုလို့ဆိုတော့ဟုတ်တယ်လေလာနှုတ်ဆက်တာအဲ့ဒီတုန်းကလုံခန်းကအိပ်ပျော်နေတာတနေ့တုန်းကလည်းကွန်ဝေဆောင်တယောက်ကိုလိုက်မွေးပြလို့အေးအေးပြက်လို့အိပ်နေတာတဲ့ဒါကြောင့်နေပါစေတော့မလို့ပါနဲ့ဆိုပြီးကျွန်တော်ပြန်ထွက်လာရတယ်လေကျမတို့နှစ်ယောက်ကစကားတပြောပြောနဲ့အရင်တုန်းကကျမတို့နေခဲ့တဲ့ငပြောချံကလေးနာကိုရှောက်တယ်ပစင်းရင်ငွေလေးအော်တန်ကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လို့ဒီနောက်တော့ကျမတို့ညောင်ရဲ့ခြေတန်းတွေဟာအလိုလိုရွာထက်ကကញင်မင်းကြီးစီကိုရောက်သွားကြတယ်။ကញင်မင်းကြီးနောက်ကိုရောက်တော့သူကမော့ကြည့်ပြီးတော့အရင်တုန်းကလုံခမ်းနဲ့ပထမဆုံးတွေ့ခဲ့တဲ့နေရာကလေးလေးတဲ့။အဲဒီတုန်းကလုံခမ်းကအရက်ရောင်းလို့ကိုရောင်တစ်ခွက်ဝဲတောက်ခဲ့သေးတယ်။အရက်တဲ့ကောင်မလေးတယောက်ဟာတာဖွားစီယာမှာဖြစ်လာလိမ့်မယ်လို့မထင်မိဘူးလို့ပြောတယ်။ကျမလေး အဲ့ဒါဆရာလေးကြောင်းလို့ပြောမိတယ်။ပြီးတော့တတိယပြီးတော့မောင်တော့မင်းအိမ်ပြန်ချဆိုအဲရောက်ရင်ဆရာလေးကိုရှမ်းရက်ကလေးနည်းနည်းပပဆက်တိုင်အောင်မယ်လို့ပြောလိုက်မိတယ်။ဒီဖြစ်ပြန်ကလေးကတော့ကျမတို့လင်မယားရဲ့အချင်းဆန္ဒလေးပေါ်ရှင်။